ားလုံးမင်္ဂလာပါခင်ဗျာမင်္ဂလာပေါင်းဂျန်နေရနေပြန်လဲကြိုဆိုလိုက်ပါတယ်ယနေ့29ရက်10လ2025ရက်နေ့မင်္ဂလာညချမ်းမှာစေတရင်အနေအဖြစ်စကိုင်းတိုင်းဒေသကြီးကလေးနယ်ကစေတရင်လေးနဲ့စတင်လိုက်ချင်ပါတယ်ခင်ဗျာဟုတ်ကဲ့စေတရင်များမစတင်မီမှာကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လေးလုပ်ခဲ့ပေးဖို့မြတ်တရားကံအပ်ပါတယ်ဟုတ်ကဲ့စေတရင်များစတင်လိုက်ကြရအောင်ခင်ဗျာ26ရက်10လ2025ရက်နေ့မှာတော့ မြမတံမတော်နဲ့ပြည်သူစစ်စစ်ကြောင်းများကကလေးမျိုးနဲ့မှန်တော်ရအနီးမှာနေမြေရှင်းလင်းတဲ့အခါမှာတော့အကျန်းဖက်တောင်းကျင်သူ40ဦးခန့်နဲ့တိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာပြည်သူစစ်တဦးမစိုးရင်ရဒဏ်ရာနဲ့ငယ်ရရှိပြီးအကျိုးအမြတ်ရလန့်နေရဖြင့်အကျန်းဖက်တောင်းကျင်သူ3လုံးတနက်2လက်ဒရုံတစီဒရော့ဘုံ4လုံးနဲ့မိုင်းမျိုးစုံ10လုံးတို့ကို သိမ့်ပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်နေပြပေးချင်တာကတော့စကိုင်းတိုင်းဒေသကြီးချောင်းဦးနေနဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ25ရက်ဇန်လ2025ရက်နေ့ညနေပိုင်းအချိန်မှာတော့စကိုင်းတိုင်းဒေသကြီးချောင်းဦးမြို့ရဲ့မြောက်ဘက် မီတာ9000ခန့်အကွာမှာရှိနေတဲ့မုံရွာမန်းလေးကမ်းလမ်းမကြီးပေါ်မှာ အများပြည်သူတန်းစက်ကြီးကောက်အနုချမ်းစီးနေတဲ့အကျန်းဖတ်သမဘရက်တဦးကိုတွေ့ရှိတာကြောင့်ပြစ်ခတ်ဖန်စီခဲ့ရမှာတော့အကျန်းဖတ်သောင်းကျန်းသူဘရက်တလောင်းတိုက်80တနက်တလက်ကြီးအိမ်တစ်ခုနဲ့ကြီး100တောင်းတို့ကိုတင်ပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆီယံပိုင်စိုးရေးသားတဲ့သတင်းဆောင်မလေးတွေပဲဖြစ်ပါတယ်ခင်ဗျာ အခုရပိုင်းမြန်မာနိုင်ငံတောင်ပိုင်းကရင်ပြည်နယ်တဲက၄ကီဂွာနီ KK ဘက်ကိုမြန်မာတပ်မတော်ကဝင်ရောက်စီးနှင်းပြီးတဲ့နောက်မှာအွန်လိုင်းအလိန်လုပ်ငန်းတွေလုပ်ကိုင်နေကြတဲ့ဝန်ထမ်းပေါင်းထောင်ချီပြီးမြန်မာတွေကနေတိုင်းဘက်ကိုပြန်ကူးနေကြတာတွေ့ရပါတယ်။ကြားပြန်လို့ခေါ်တဲ့အွန်လိုင်းအလိန်ညာလုပ်ငန်းတွေဟာအာရှနိုင်ငံတွေမှာအခြေပြုတာများပြီးအထူးသဖြင့်စီးရတဲ့နိုင်ငံတွေရဲ့အစိုးရအုပ်ချုပ်မှုအောက်ကင်းလွတ်တဲ့ဒေသတွေမှာအခြေပြုကြပါတယ်။အဲ့ဒီအထက်မှာ မြမကြားပြန်ကတော့အုတ်ဝတောင်းနေအဖြစ်ဆုံးပေါ့လေမြမနိုင်ငံကိုပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့လောက်ကင်မှာကြားပြန်အမြင့်တွယ်လာတဲ့အချိန်တစ်ဆယ်နှစ်ခွန်ဆိုပြီး EO တွေကိုမိစိန်ပြခဲ့လို့ဘာမဆိုင်ညာမဆိုင်မျိုးသိမ့်တိုက်ပွဲတွေနဲ့မြမတနိုင်ငံလုံးစင်ပြီးအမွေးခံခဲ့ရပြီးလောက်ကင်ကနေရှင်းထုတ်ခံလိုက်ရတဲ့ကြားပြန်အဖွဲတွေဟာမြန်မာနိုင်ငံတောင်ပိုင်းဖြစ်တဲ့ကင်ဘီနယ်တဲကိုအလုံးအရင်ရွှေ့ပြောင်းလာခဲ့ကြပါတယ်။ဒဇင် 2019 LRD လက်ထက်မှာစတင်ခဲ့တဲ့ရွှေကိုကိုမြို့သစ်စီမံကိန်းနဲ့2019မှာစတင်ခဲ့တဲ့ KK ဘက်စီမံကိန်းနေရာတွေဟာစကရေကရင်းတယ်လို့ကာစီနိုလောင်းကစားမြို့တွေဖြစ်ဖို့ရည်ရခဲ့တာဖြစ်လို့ကျန်းဖြန့်တွေရဲ့မျက်စိကျစရာ နေရာဖြစ်ခဲ့ပါတယ်။နိုင်ငံတော်ကဟိုပန်လောက်ကိုင်းမြဝတီပန်ဝါစတဲ့ကိုမိုင်အုပ်ချုပ်ရေးဒေသတွေပဲဖြစ်စေနေချမ်းဆောင်တက်တွေ ရှိတဲ့ဒေသတွေဖြစ်စေ ဘုံချုပ်ကင်မှုအ ਨੇ ဆုံးဖြစ်အောင်ဒေသခံတိုင်းရင်းသားခေါင်းဆောင်တွေကိုပဲလုတ်ပိုင်ခွင့်တွေပေးထားတာများပါတယ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကိုကနဦးကြောင်းလှမ်းနေတဲ့လမ်းကြောင်းကိုမြင်ရပေမဲ့ဒေသခံတိုင်းရင်းသားတွေကတော့ဒီလုတ်ပိုင်ခွင့်တွေကိုအလွဲသုံးစားလုပ်ပြီးကိုယ်ဒေသဘုံမျိုးတိုးတက်ဖို့အစားဖြက်လန်းနီးနဲ့ငွေရလွယ်တဲ့လမ်းကြောင်းတွေပဲလိုက်ခဲကြတာကိုလည်းတွေ့ရပါတယ် ရှမ်းမြောက်ကနေကင်းပြည်နယ်ရဲ့ရောက်ခဲ့ရောက်ခဲ့တဲ့ကြမ်းဖြန့်ဟာအတိမ်အသိမတက်ရင်၁၀နှစ်ခွန်လိုမျိုးစင်မီမွေးခံရဦးမယ်အခြေအနေပါဒါပေမဲ့ဒီတစ်ခေါက်မှာတော့သင်ကန်းစာရန်သွားပြီဖြစ်တဲ့တမရဝါ BGF လက်အောက်မှာရှိတဲ့ရွှေကိုကူကကြမ်းဖြန့်တွေကို အရင်စတင်ရှင်းလင်းစေပါတယ်ရွှေကိုကူကကြမ်းဖြန့်တွေကို BGF ကရှင်းနေတဲ့အချိန်မှာမြမတက်မတော်က KNU လောက်မှာရှိနေတဲ့နေမြေတွေကိုဒုစစ်ဆင်ပါတယ် လေကေကောကိုရံပြီးမှကီကီဘတ်ကိုဝင်ပြီးကြမ်းပြန့်လုပ်ငန်းတွေကို ထက်ရှင်းရပါတယ်ဒီနေရာမှာမီဒီယာတွေဖွင့်သလိုစတန်းလင်းအစုံ30ဆိုတာလောက်ထုတ်ပြပြီးအဖမ်းပြတယ်ဆိုတဲ့နေရာမှာလူပေါင်းတောင်းတဲ့ကြီးရှိနေတဲ့ကီကီဘတ်မှာဝန်ထမ်းတွေဖမ်းမယ်ဆိုရင်ဒိမ့်သိမ့်ဖို့နေရာကျွေးမွေးဖို့အစအစအခက်ခဲတွေအများကြီးရှိတဲ့အတွက်ကို့အစီအစဉ်နဲ့ကို ပြန်စီဖို့ရည်ရွယ်တယ်လို့သုံးသပ်ရပါတယ် တကယ်လို့မလို့ကတော့ကေကေပတ်ထဲခွေးတကောင်ကြောင်တမိတော်မရှိတော့တဲ့ဗူရီတွေကိုကြည့်ရင်သိနိုင်ပါတယ်။ဘာပဲပြောပြောကေကေပတ်ပြည်ရင်တော့နာမည်ဆိုးနဲ့ကြော်ကြားတဲ့မြမကြားဖြန့်တကြော့ပြက်ပြီလို့ယူဆပါတယ်။ဒါပေမဲ့မဲခေါင်မြေဘေးတလျှောက်မှာ ရှိတဲ့လာအိုနယ်ဆက်ထိုင်းနယ်ဆက်တရုတ်နယ်ဆက်ဒေသတွေမှာထပ်ပြီးတော့အခြေမချစေဖို့တော့လိုအပ်ပါတယ်။အေအိုတွေကိုနိုင်ငံရဲ့နာမည်ကို ငွေမျက်နှာတကူတည်းနဲ့မဖြတ်ကြပါနဲ့တော့မနက်ဖြန်လုံးမဲ့အာဆီယံဒေသီအစည်းအဝေးမှာယာယီသမရမတက်တာနဲ့ပတ်သက်ပြီးမြန်မာမီဒီယာတွေအွန်လိုင်းကျင်းလိုက်ဖွာเสียရတခုဖြစ်နေပါတယ်တကယ်ဆို2021 AB မှာနတ်စကဥက္ကရာအနေနဲ့အာဆီယံအဖွဲ့ဝင်တွေနဲ့တွဲဆုံပြီးနောက်ပိုင်းမှာဒီ၄နှစ်အတွင်းအာဆီယံပွဲတွေတက်ဖို့ဆိုတာလည်းမရှိသလိုကိုယ်စလဲလောက်ပင်မလွတ်ပဲအာဆီယံကို point ကိုလှုပ်ထားတာပါ အာဆီယံမှာမြန်မာဘလောက်အရေးပါမပါတော့မသိပါဘူးအရှိတီမောတော်အာဆီယံဝင်ကျင်လို့မြန်မာနိုင်ငံလာပြီးမျက်နာလာပြရတဲ့အဆင့်ပါရုရှားလိုတရုတ်လိုအင်အားကြီးနိုင်ငံတွေကတော့နိုင်ငံတော်အဆင့်တွေဖိတ်ကြားနေတာကို အာဆီယံလောက်ကဘာမို့လို့လဲလို့ပြန်မေးရမှာပါအခုတော့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကိုရိုင်ကဒီစီမာမာလုံးမဲ့မြမရွေးကောက်ပွဲကို မရက်တက်နိုင်ပါဘူး အားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်ဖို့မျှော်လင့်ပါတယ်လို့ရိုက်တန်သတင်းစာမှာတက်လာပါပြီအစည်းအဝေးကိုယာယီသမရမတက်ပေမဲ့သူလုပ်ပေးတဲ့ရွေးကောက်ပွဲသားလေးအဖြစ်တခုဆိုတာအာဆီယံနားလည်ပါတယ်အာဆီယံလက်ခံပါကဇင်မာအောင်လည်းမဟုတ်သလိုအန်ယူဂျီလည်းမဟုတ်ပါဘူးရွေးကောက်ပွဲကတက်လာတဲ့တရားဝင်အစိုးရပါတယ် DMI ရွေးကောက်ပွဲကော်မရှင်ရဲ့လုံခွက်တွေကိုအားရမိပါတယ် လူစီယာအရင်လာတော့ကလည်းသမတ်စနုံးတွေနဲ့မကိုက်ညီတဲ့ပန်တီကြီးတွေကိုဖျက်သိမ်းခဲ့သလိုဒီလမှာလည်းဒေါ်သန္တဂိုင်လိုနာမည်ကြီးနိုင်ငံရေးပန်တီခေါင်းဆောင်တယောက်ကိုတော့အမလောင်းစည်ရင်နဲ့စံနှုံးနဲ့မကတ်ညီလို့အမလောင်းစည်ရင်ကနေဂျန်လက်ခဲ့တာပါဒါရီယာ UAG ရဲ့ရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက်ဘယ်ပါတီဘယ်နိုင်ငံရေးသမားကမှအားကိုးနေရတာမဟုတ်ဘူးဆိုတာကိုပြသရရောက်ပါတယ်နာမည်ကြီးပါတီကိုယ်စားလှယ်ဖြစ်ရင်တောင် စီမင်းစည်းကမ်းမှာတပည့်စတန်တက်မတားပဲချွင်းချက်မရှိဘူးဆိုတာရေရေတင်တင် ပြသလိုက်တာပါပဲရွေးကောက်ပွဲမလို့စီခြင်းနဲ့လူတွေရဲ့ဝါရပြတ်မှုကြောင့်ဝင်ပြိုင်မဲ့အမလောင်းတွေနေပါမဲ့ UEC ဟာဝင်ပြိုင်မဲ့ပါတီတွေကိုမျက်နှာချိုးသွေးနေရမယ်လို့လူလူကထင်နေကြတဲ့အချိန်မှာ ဝင်းပြိုင်မဲ့ကိုယ်စလဲက9000ကျော်ရှိပြီးစီမင်းစည်းကမ်းမကန့်ညီတဲ့ကိုယ်စလဲတွေကိုဖြုတ်ချလိုက်တာဟာ UEC ရဲ့ခိုင်မာတဲ့ဗက်မလိုက်မှုကိုပေါ်လွင်လာစေပါတယ်။ဒါအပြင်အချိန်ကရွေးကောက်ပွဲပညာပေးဇလန်းတို့တွေထုတ်လွှင့်လာပြီးအမှုပညာရှင်တွေထုတ်သုံးလာတာကိုတွေ့ရပါတယ်။2021အရေးကင်းကြီးမှာအမှုပညာရှင်တွေရဲ့ပြောကားတွေအများကြီးပါရာမိုလို့ဒီအချိန်ကလူလူကိုသူတို့ပြန်ပေးဆက်ရမယ့်အချိန်ပါပဲ။ ပထမဦးဆုံးဗီဒီယိုဇလန်တို့ထွက်လာပါတယ်လူလူကသိတဲ့တိမထားမိသလို အနီအုပ်စုဘက်ကဖိပေါ်ပြီးပြောပြကြပါသေးတယ်အခုဒီတစ်ခေါက်နေတိုးတို့ဇလန်တို့ထွက်လာတဲ့အချိန်မှာတော့စံပြီးလူလူသတိထားမိလာကြပါတယ်အနီအုပ်စုဘက်ကတော့ဆဲဆူလာကြပြီပေါ့လေဒီဇင်ဘာ28ရက်နေ့မရောက်ခင်စက်ကြားမှာလဲပြည်တွင်းကကြံတဲ့အမှုပညာရှင်တွေနဲ့ပညာပေးဇလန်တွေထက်ထွက်လာဖို့ရှိဦးမှာပါ အနီအုပ်စုကတော့အာဆီယံအစည်းအဝေးမှာရောက်နေတဲ့ထရန်ကြီးမြန်မာအကြောင်းဘာပြောမလဲဆိုပြီးဟိုဟာကိုဟိုဟာမျှော်သလိုတော့ဖြစ်နေကြတယ်ထရန်ကရွေးကောက်ပွဲ အကြုံးမဝင်ဘူးစစ်တပ်ပဲထပ်အုပ်ချုပ်ပါလို့ပြောဖို့ကိုမျှော်လင့်နေတာလားတော့မသိပါဘူးမနက်ဖြန်အစည်းအဝေးပြီးတဲ့အထိမြန်မာအကြောင်းမပြောရင်ထရန်လည်းအဆက်ခံရမယ့်အနေအထားဖြစ်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ရှန်ရီမိုးရေးသားတဲ့သတင်းဆောင်ပါလေးတွေပဲဖြစ်ပါတယ်ခင်ဗျာပလောင် DNL ကသတင်းမမှန်ပါဘူး2008ဂျေဦးမှာပြည်내ရမိုင်ခွင့်အတွက်လောက်ရမဲ့လုံထုံးလုံနည်းရှိပါတယ်လက်ဖက်ပဲထွန်းထွန်းပလောင်တင်သားကိုဖြက်လန်းနည်းနဲ့စီးပွားရေးလုပ်ွက်မျောမှန်းခြင်းတော့တရုတ်မြန်မာစီးပွားရေးဈေးညံမှာအရေးပါတဲ့ကုတ်ခိုင်ကြောင်မဲ့နောင်ချိုနဲ့တီဘောတွေကိုရကျင်လာတယ်အရင်ခေတ်အစိုးရဆက်ဆက်မှာ တရံမဝင်စက်ကြီးကောက်ပြန်ဝေးဆင်းမှုနဲ့ယင်မနေတဲ့မိုးကုန်းနဲ့မိုးမိတ်ကိုပါ ပလောင်ပြင်းနေတဲ့ဆက်သွင်းကျင်လာပါတယ်စစ်နိုင်နေတုန်းကတိုက်လို့ရရင်ပြန်ယူဖို့ဆိုတဲ့စကလုံးတွေနဲ့နှုတ်ကြုံခဲ့ပြီးကမှစစ်ရှုံးတဲ့အချိန်မှာဒေသခံရှမ်းလူလူတွေက နိုင်ငံရေးအမြင်နိုင်ပါလို့ဆိုတဲ့အမြင်မျိုးကတော်ရုံအရှက်နဲ့ရင်ပြောထွက်ရဲမှာမဟုတ်ပါဘူး ကြောင်မဲ့ဒီဘောနဲ့နောင်ဂျိုဒေတာတွေဟာငိုကလေးကပလောင်ပါဝင်မှုရာဂိုင်းတော့အနှဲငယ်ပဲရှိတဲ့အခြေအနေမှာဘယ်ဒေတာကန်တွေကပလောင်ပြင်းနေဆွဲသွင်းတာကိုခံနိုင်မှာတဲ့လေငိုကလေးကမလဲရှုပ်လောက်လာတဲ့နိုင်ငံရေးနဲ့ကြက်မပြေးတဲ့အတွေ့အခေါ်ကြမ်းမှာဖြက်လန်းနီးနဲ့ပြင်းနေထူထောင်ခြင်းနဲ့လူမျိုးကစစ်ရှုံးကကြက်ကမှထုံးတို့ထားမယ်လို့တောင်စိန်ခေါ်တာကတော့အတော်လေးရုပ်ပေါက်ပါတယ် စိတ်လိုလက်ရခေါ်တဲ့စစ်ပွဲတွေပဲခံနိုင်ရရှိအောင် ပြင်ဆင်ထားကြဦးပေါ့လေနိုင်ငံတကူရဲ့ရွေးကောက်ပွဲကိုငါတို့ဖြစ်စေခြင်းသလိုလုပ်ပါဆိုတဲ့ဇညုမျိုးကိုတန်းတူအင်အားရှိတဲ့ဘယ်နိုင်ငံတွေကမှကိုရီးနိုင်ငံကိုအတင်းကျပ်ဖိအားပေးလို့မရပါဘူးဒါပေမဲ့နိုင်ငံရေးမှာကိုတက်စီခြင်းနဲ့လဝဲလက်ရရင်ပါတီလူပုဂ္ဂိုလ်တွေကိုတော့နောက်ွယ်ကနေပံ့ပိုးပေးကြလိရှိပါတယ် ဥပမာအန်လရီလက်ထက်မှာအမေရိကန်တန်ယုံကနေ UEC ကိုလာလှူတဲ့အမေရိကန်ဒေါ်လာသန်း40ကျော်နဲ့ရွေးကောက်ပွဲသုံးကွန်ပျူတာတွေထောက်ပံ့ပေးတာလိုမျိုးဒါပေမဲ့အစိုးရတရက်ကိုပြုတ်ကျစေခြင်းရင်လဲ CIA ဆဲတွေကကောင်းကောင်းအလုပ်လုပ်လို့ရှိကြပါတယ်ဥပမာဘင်္ဂလားဒေ့ရှ်မှာနိုင်ငံသားတစ်ခုအကြောင်းထုတ်ပြောမိခဲ့လို့နိုင်ငံရေးဆက်စောစောသိမ်းသွားရတဲ့ရှိတ်ဟာဇီနာလိုမျိုးဒါတော့ ဟာစီနာရဲ့မျိုးရိုးကသူတို့နိုင်ငံအတွက်လွတ်လပ်ရေးဘီသူကာလို့ဆိုလိုရတဲ့သမိုင်းဝင် အမျိုးအနွယ်တွေပါဒါတွေကနိုင်ငံရေးရဲ့နောက်ွယ်ကတမန်လူတွေမမြင်နိုင်တဲ့ MC ဖက်ဒါတွေပါကုလမလင်းဝန်ကြီးရဲ့သတင်းစာရှင်းလင်းပွဲမှာမြန်မာပြည်ရဲ့ရွေးကောက်ပွဲကို တားလို့မရဘူးဆိုတဲ့ပုံစံမျိုးပြောသွားပါတယ်ရွေးကောက်ပွဲစောင့်ကြည့်ကိုယ်စလဲလွတ်ချင်းမလွတ်ချင်းကတော့သူတို့အပိုင်းဒီစဲအစိုးရကတော့အေးရအေးကြောင်းအင်မိုက်လုပ်ပေးထားပါတယ် သဘောကငါတို့ဖိတ်တယ်မင်းတို့လာလာမလာလာဆိုတဲ့သဘောမျိုးပါနောက်နေ့အာဆီယံဩဂရကဖိလစ်ပိုင်ဖြစ်မယ်တရုတ်နဲ့ကမ်းခြေပြဿနာရှိသလို အနောက်ကလည်းတိတိသားသားရိမ့်တဲ့အနေအထားရှိတယ်တပတ်ကမြန်မာကလည်းအစိုးရအပြောင်းလဲကို2026မှာပေါ်ထွက်လာဖို့ကြိုးစားနေတယ် NCA ကိုဘလောက်သပိတ်မောက်မောက်မထိခိုက်မပွန်းပယ်သလိုရွေးကောက်ပွဲကလည်းဘသူတွေဖြက်လို့ဖြက်စီးလှုပ်ချင်ပါစေ မလွဲမသွေအောင်မြင်အောင်လှုပ်သွားမှာပါအဆုံးသက NUG လက်လမ်းဘေးရောက်ပါလိမ့်မယ်ကျော်မိုးထွန်းလဲခုံပြောက်မှာဖြစ်သလို30နှစ်ခုနဲ့ຫນွေဦးတော်လန်ရေးမှာအယူထားခဲ့သမျှခြေောက်ပြတ်တာနဲ့ဘဝပြတ်တာတွေပဲ အဖတ်တင်ပါလိမ့်မယ်ဒေါသန္တဂိုင်းကိုစလေလောင်းရုတ်သိမ်းခံရတဲ့ဖြစ်စဉ်နဲ့ဆက်စပ်ပြီး2020ရွေးကောက်ပွဲအကြိုကာလမှာ UDP နဲ့ LRD ပါတီဝင်တို့ရဲ့ စီးပွားရေးလောက်ကအကြောင်းတွေသတင်းမီဒီယာတွေပေါ်ချပြခံရတဲ့ဖြစ်စဉ်မျိုးတွေကိုတောင် ပြန်အမှတ်ရခြင်းစီရကောင်းပါလေ UEC ရဲ့ထုတ်ပြန်ချက်မှာတော့ပုံမှန်ရှိဂါကြီးအရလို့ညွှန်းထားသလိုဥပဒေသတ်မှတ်ချက်မှာတော့နိုင်ငံတော်နဲ့ပုဂ္ဂလိကတို့မသိလျော်တဲ့ပေးရန်တောင်းဝများကင်းရှင်းသူလို့ပြဋ္ဌာန်းထားပါတယ်ဆိုတော့အများပြောနေသလိုပုံမှန်30ကဘာပြဋ္ဌာန်းချက်ဖြစ်တဲ့လူမွဲအဖြစ်ဒီရုံးက ကျညာချင်းခံထားရမှုမှလွတ်မြောက်ခြင်းမရှိသေးဘူးဆိုတော့ပုံမှန်နဲ့မသက်ဆိုင်တာလဲတွေ့ရပါတယ်ထုတ်ပြန်ချက်အရပါတီနဲ့မသက်ဆိုင်ပဲကိုယ်စလဲလောင်းတဲ့သာတိုက်ရိုက်သက်ဆိုင်တာဖြစ်လို့ပြီးသုံးလုံးပါတီရဲ့ရွေးကောက်ပွဲလမ်းစဉ်ကိုဒေါ်သက်သက်ခိုင်အနေနဲ့နောက်ွယ်ကသာ စီမံဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်နောင်ကြားပြတ်ရွေးကောက်ပွဲမှာညှိနေတဲ့အချက်တွေပြင်ဆင်နိုင်ရင်တော့ပါလာမဲ့သဘောလို့သာအကြံပြင်းသုံးသက်ရမှာပါ စိတ်ဝင်စားမိတဲ့အချက်တွေသတိပြုမိပါတယ်စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်လေတော့အကျွေးဆိုတာသိကင်းရတဲ့သူတွေမဟုတ်ပါဘူးဆိုလိုတာကလုပ်ငန်းတစ်ခုကိုစင်ပွားရင်းကျင်တဲ့အခါအကျွေးဆိုတာမဖြစ်မနေယူကြရတာပါဒေါ်တသက်ခိုင်တို့လိုစီးပွားရေးသမားတွေကတော့ဆိုဝယ်ရမရှိဘူးပေါ့အခုဖက်မိတဲ့သတင်းတွေအရတော့အိမ်ယာလုပ်ငန်း project လို့ရေးထားတာတွေမြင်တွေ့ရပါတယ်အိမ်ယာစီမံကိန်းထုံးစံအတိုင်းဘန်ချင်းငွေကလည်းယူရမှာပါ ။ဘဏ်ကလည်းငွေတို့ချီးတဲ့အခါပလိန်ချင်းမှမဟုတ်ပါဘူး။ဥပမာဖုံးဆိုင်တွေတောင်အရေးကြပေးတဲ့အခါဖုံးယူသူရဲ့လက်စင်ဝင်ငွေအလုတ်အကင်တွေရှိသလိုမျိုးဘဏ်ကလည်းအပေါင်းပစ္စည်းမယူဘဲချီးပေးစရာတော့မရှိပါဘူး။ဆိုတော့များသောအားဖြင့်ဘဏ်ချင်းငွေအမောက်ကိုကြည့်တဲ့အခါခြေသူရဲ့ပိုင်ဆိုင်မှု အပေါင်းစံကြုံသဘောမျိုးတွေကမဖြစ်မနေအရေးပါလာမဲ့အရာလို့တွက်လို့ရပါတယ် ဒီဖြစ်စဉ်မှာဒေါ်သက်သက်ခိုင်ရဲ့လုပ်ငန်း project တန်ဖို့အကျွေးကဘလောက်များရှိနေလို့လဲဒီပမာဏကိုလှမ်းစဉ်နှစ်စဉ်မဆက်ဘဲထားနေတာမျိုးရှိနေလို့လားနောက်ဆုံးမဆက်နိုင်ရင်တော့အပေါင်နဲ့ထားတာတို့ပစ္စည်းမျိုးကပဲဆုံးရှုံးလိုက်ရင်မရဘူးလားဒီဘန်ချင်းွေဖြစ်စေရင်းမြစ်ကဘယ်ကပေါ်လာတာလဲဒီဖြစ်စဉ်မှာလုပ်ငန်းရှင်နေရာက တကယ်ပဲဒေါ်သက်သက်ခိုင်နာမည်ပေါက်ရှိနေသလားတွေးစရာတွေတော့အများကြီးပါ ဥပဒေအရတော့စီးပွားရေးလုပ်ငန်းရှင်ဖြစ်နေရင်အကျွေးကင်းရမယ့်သဘောမျိုးဖြစ်နေတယ်။သင်ကန်းစာကတော့နာမည်ပေါက်စီးပွားရေးလုပ်ငန်းတွေမှာလွတ်တော်ကိုယ်စားလှယ်လောင်းတွေသတိထားရမယ့်ဂိမ်းပါ။ခုဖြစ်စဉ်မှာဒေါ်သက်သက်ခိုင် နာမည်ခံထားတဲ့လုပ်ငန်းကိုလွှဲပြောင်းပေးထားတာမျိုးနဲ့ဖြည့်ရှင်းရနိုင်မယ်ထင်ပါတယ်။ဒါကလည်းဥပဒေပညာရှင်တွေဆွေးနွေးရမယ့်အပိုင်းဆိုတော့ခက်လေသည်ပေါ့လေ။ နာဆန်ကလက်ထက်မှာပြည်တော်စုဝန်ကြီးအဖြစ်နဲ့တော့ယုံယုံကြည်ကြည်တောင်းဝန်ပေးခံရတဲ့သူစစ်ဘက်အရဖက်ဆက်ဆံရေးကိုဒေါ်စုထက်ပိုနားလဲတဲ့သူကိုရွေးကောက်ပွဲမဝင်စေခြင်းလို့ရည်ရက်ရှိရှိလှုပ်တယ်လို့အများမြင်တယ်လို့တော့ကိုတော့မမြင်ပါဘူး။နောက်မြေပြင်မှာလည်းတက်မတော်ဆေးရုံတွေကိုလှူတတ်တဲ့ဒေါ်သက်သက်ခိုင်လိုပါတီမျိုးကိုရန်သူလိုမျိုးလဲသဘောထားမယ်လို့လည်းမထင်ပါဘူး။တက်မတော်ကိုရန်သူလိုသဘောထားတတ်တဲ့ဒေါ်စုထက် တမရောဟာနိုင်ငံရဲ့တကူရင်းသော institution တစ်ခုပါလို့မြင်ပေးနိုင်တဲ့ဒေါသသက်ခိုင်းအတွက်ဒီဖြစ်စဉ်မှာမမြင်ရတဲ့နိုင်ငံရေးကိစ္စတွေရှိနေတယ်လို့ပဲသုံးသပ်ပါတယ်ပြီးခဲ့တဲ့စက်တင်ဘာ14ရက်နေ့မှာ UEC ကနေကိုယ်စားလှယ်လောင်းတင်သွင်းခြင်းစီစီချင်းရုပ်သိမ်းခြင်းတွေနဲ့ပတ်သက်ပြီး နောက်ဆုံးနေ့ရက်တွေပြင်ဆင်ပေးခဲ့တဲ့ကြေညာချက်ဒီဇိုင်းထုတ်ပြန်ခဲ့ပါတယ်။အဲဒီအမိတ်အမဲ့ တစ်တုံညာလေးမြင်းဆောင်2025မှာဆိုရင်လွတ်တော်ကိုယ်တိုင်လောင်းတင်သွင်းနိုင်တဲ့ရက်ကိုစက်တင်ဘာ22ရက်နေ့အထိတိုးမြင့်ပေးခဲ့တာရှိပါတယ်။ယူစီကနေကိုယ်တိုင်လောင်းစီစဉ်မှုတွေလုပ်ပြီးလို့ကိုယ်တိုင်လောင်းအသိအမှတ်ပြုကပ်ပြားတောင် ရရှိခဲ့ပြီးဖြစ်ချိန်မှာ68 resident ကိစ္စလို့အစပြန်ပေါ်ပြီးကိုယ်တိုင်လောင်းအယူခံတင်သွင်းတဲ့ရက်ကျော်လွန်ပြီးချိန်မှာ နိုင်ငံရေးအရာတွန်းချလိုက်တဲ့ကိစ္စကတော့ ကရှိကန်ရှင်ဖြစ်တဲ့ဒေါ်သက်သက်ခိုင် အပြင်ကိုယ်စလဲလောင်းအတိမတ်ပြုကပ်ပြားထုတ်ပေးထားတဲ့ UEC နဲ့ရွေးကောင်ပွဲအောင်မြင်ပြီးမြောက်ဖို့လုံနေရတဲ့အစိုးရရဲ့ပုံရိပ်ကိုပါထိပါစေတာကတော့အမှန်ပါဒါပေမဲ့ဒေါ်သက်သက်ခိုင်နေရာကကြည့်ရင်ဒီပြဿနာကခေါင်းအေးထားပြီးဖြေရှင်းလို့ရပါတယ်အဓိကတခြားပါတီတွေလိုပါတီဖြတ်သိမ်းခံလိုက်ရတာမျိုးမှမဟုတ်တာပြည်တော်စု တုံးလုံးကိုပြိုင်ခွင့်ရထားတဲ့ပါတီကြီးဖြစ်တဲ့အတွက် အထိုက်အလျောက်လဲထောက်ခံမှုရှိမှာပါပေါ်ထွက်လာတဲ့အစိုးရနဲ့သာဇဒပ်ဖြစ်ရင်ကော်မရှင်ကော်မတီဥက္ကဋ္ဌရာထူးတွေကိုရနိုင်သေးသလိုကြားဖြတ်ကာလမတိုင်ခင်ဒီလုပ်ငန်း project ကိုအမိပြောင်းလွှဲပေးတာမျိုး ဖြည့်ရှင်းရင်းနဲ့စောင့်နေုံပါတက္ကတလီမမြင်ရတဲ့ဇညွန့်တွေကပဲကောင်းဖို့ဖြစ်လာစေတာမျိုးတွေရှိတတ်ပါတယ်ဟုတ်ကဲ့အခုနောက်ဆုံးနေရာဖြစ်ဆီယမ်မိုးတင်းဇွေရန်ကုန်တက္ကသိုလ်ရေးသားတဲ့ မြကန်းတပည့်ဆိုတဲ့တရင်ဆုံးမလေးနဲ့ပိတ်သိမ်းလိုက်ခြင်းပါတယ်ခင်ဗျာတယောက်ကလာမေးပါတယ်အခုဖြစ်နေတဲ့ပြဿနာနောက်ကလှူနေကြတာပံပိုးနေကြတာတွေရယ်တို့ပံပိုးလို့ဖြစ်လာတဲ့တယောင်မှုတွေကိုတို့မသိဘူးလားလို့လာမေးပါတယ်သူပြောတာကတော့အများကြီးပါထက်မပြောတော့ပါဘူးစိတ်အုံတော်ကိုရှင်းကဥဆောင်ခေါ်သွားပြီးမိဘုံကိုဝိုင်းပတ်တဲ့ဗီဒီယိုတစ်ခုကြည့်လိုက်ရပါတယ် အဲ့ဒီဗီဒီယိုကို blind obedience လို့နာမည်တက်ထားပါတယ်စီကန်ရှိတာ စနစ်ကြတာမဟုတ်ဘူးရှေ့ကသွားနေတာ မျက်ကန်းတွေလို့ဘာမှမသိပဲနောက်ကလိုက်နေတာကိုပြောတာပါအရောင်းစက်တင်ပြဿနာနဲ့ပတ်သက်ပြီးတချို့တွေမထင်မှတ်နိုင် လောက်အောင်ကောင်းစားသွားကြတယ်တချို့တွေမထင်မှတ်လောက်အောင်ပျက်စီးသွားကြတယ်ကောင်းစားသွားအောင်ရောပျက်စီးသွားအောင်ရောအပေါ်ကပမာပြုခဲ့တဲ့ မြန်မာနိုင်ငံတွင်မကပါဘူးနိုင်ငံတကာရောက်နေတဲ့မြန်မာ blind obedient တွေလုံနေတာတွေ့ကြတာပါပဲအခုတော့ပြန်អော်လာကြပါပြီတချို့ကိစ္စတွေကိုတယောက်ချင်းကဖော်ထုတ်ပြီးရည်တံပြောဆိုနေကြတာကိုလည်းတွေ့ရလာရပါတယ်သူတို့ကံနဲ့သူတို့ဖြစ်ကြတာလို့မြင်နိုင်ရေးပါတယ်နိုင်ငံရေးဆိုတာနောက်ဆုံးရည်မှန်းချက်ကအာဏာရေးပါအာဏာသွားရင်စိတ် တိုင်းကြကိုကြိုးရှာကြတော့တာပါဒါကတကမာလုံးမှန်နေတဲ့ကိစ္စပဲအိုဘားမားလည်းမလို့ဘူးကလင်တန်လည်းမလို့ဘူးဘိုင်ဒန်လည်းမလို့ပါဘူးနောက်ဆုံးဘီလီယံနာသမရထရန့်တော်သူ့အတွက်မလို့အတော်တော်နိုင်ငံအတွက်အသာရဖို့လုပ်နေတာမြင်နိုင်တယ်ခဏခဏပြောမှုတယ်ကုံသေးတသက်နိုင်ငံရေးသမားတစ်ချက်ဆိုတာနိုင်ငံရေးသမားမှကိုကြိုးရှာတာမဟုတ်ပါဘူး ိုင်ငံရေးသမားကိုမိပြီးဟောင်းပေါင်းပွားလုံနေတဲ့သူတွေနောက်လိုက်လုံနေတဲ့သူတွေလည်းကိုကြိုးရှာနေကြတာပါပဲဒီမိုကရေစီပြောပြီးလဲကိုကြိုးရှာတာပါပဲဆိုရှယ်လက်ကွန်မြူနီပြောပြီးလဲကိုကြိုးရှာတာပါပဲတောင်တောင်မီကွန်မြူနီတရုတ်နိုင်ငံကသမရရှိချင်းမြင်ကိုယ်တိုင်ဘလောက်ချမ်းသာလဲ Google ခောက်ကြည့်ကြဖို့တခြားနိုင်ငံကနိုင်ငံရေးသမားတွေလက်မစားဘူးဆိုတာမသိလို့ပြောနေကြတာပါ 2021ပြဿနာ ဖြစ်တော့အခွင့်အရေးသမားတွေပြည်သူကိုခြာနှင်းပြီးကိုကြိုးရှာကြတယ်။ကြောင်မတက်နဲ့ကြောင်ထွက်လို့អော်တဲ့သူက သူကလေးကိုနိုင်ငံခြားចောင်းမှထားတယ်။စီရီယံလုံးမှလို့စော်ဩကြတဲ့သူက သူ့မိသားစုကို နိုင်ငံခြားအရင်ပို့တယ်။လှူစားမဲ့သူကကြိုတင်အကွက်ချမှာပဲ။သူတို့ကိုမှားတယ်ပြောလို့မရဘူး။အားတဲ့သူခံယုံပေါ့။ဒါကိုမတိပဲမစ္စရိယများတဲ့လူတွေနဲ့ နားမလဲတဲ့သူတွေကသူတို့ကိုဖျားလို့ကိုးကွယ်ပြီးတောင်းသမီးရပေးခိုင်းသမီးရလှုပ်ကြတာပါနားမလဲတဲ့သူဆိုတာအညာဘက်ကခိုင်းသမီးရလှုပ်တဲ့သူတွေကိုပြောတာပါဗရက်တွေဖြည့်စီရီယန်တွေလှုပ်ပြီးဘဝတွေပြတ်သွားကြပါပြီမစ္စရိယများတဲ့သူတွေဆိုတာရန်ကုန်လိုမန္တလေးလိုမြို့ကြီးပေါ်ကနေလူတွေနဲ့နိုင်ငံခြားနေပြီးတော့အဲ့ဒီနိုင်ငံသားဖြစ်နေပြီးမသိတာလည်းမဟုတ်ဘူး ဘာမှမစင်းစားတော့ပဲသူတို့အန်ရဲကင်းတော့မြန်မာနိုင်ငံကိုစီမီမှွေးပေးနေရတဲ့သူတွေကိုပြောတာပါဒေါ်လာသန်းချီရစီပြီးလူသက်လက်နက်တွေဝယ်ပြီးတမျိုးဗီဇမမှန်တဲ့သူတွေခိုးကျင်အောင် မတန်တဆတွေပေးထားပြီးဒေါ်လာရေးအမေခံကိုကျိုးရှာပွဲကြီး အသက်ရှိအောင် လုပ်ခဲ့ကြတယ်ဒါနဲ့ပဲနိုင်ငံပျက်စီးသွားတယ်ပြည်သူဆိုတာအများစုဒုက္ခရောက်သွားတယ် လဲတဲ့သူတွေတကဘာလုံးအိမ်မက်တဲ့အမေရိကန်တို့ဩစတြေးလျတို့မှာတိုက်နဲ့ကားနဲ့လုပ်ငန်းနဲ့နေချင်းညာချင်းဖြစ်သွားတယ်ဒီလိုအကျိုးတွေမတင် မလောက်အောင်ရာသွားစေတာမြက်ကန်းနောက်လိုက်တွေကြောင့်ဖြစ်ရတာလို့ပြောလို့ရပါတယ်သူတို့ပြောတာမဟုတ်ပါဘူးမဖြစ်နိုင်ဘူးဒါမျိုးလှုပ်ရှားခဲ့တာတွေကြုံဘူးတယ်ကြုံဘူးတယ်ဆိုတဲ့သူတွေကဘာမှမထောက်ပံ့ပါဘူးလူတိုင်းရသလောက်ဆက်လှုပ်ရှားမှာပါ အမှန်ကိုမမြင်နိုင်သည်၍ယုံနေသည်၍ဝူကျွေးမကုန်သည်သည်အပြစ်မမြင်အမမထင်မဲတောင်းတလောက်ပေးခိုင်းသလိုလုံနေဦးမှာပါဒါလောကကြီးပါမြက်ကန်းတပည့်တွေဆိုတာချက်ချင်းဖြစ်လာတာမဟုတ်သလိုလူတိုင်းလည်းမဖြစ်နိုင်ဘူးတရားသဘောနဲ့ပြောရရင်ဘဝအဆက်ဆက်ဝူကျွေးရှိလို့ဘလို့မှယုံမထွက်နိုင်ကြပဲမျက်စိမိတ်လုံပေးနေရတာပါဒီဘဝမှာဝူကျွေးမကုန်သေးရင်နောက်ဘဝတွေမှာလည်းအလားတူပေးဆက်နေရဦးမှာပဲ ကံဝကြွေးတွေကုံသွားမှယုံထွက်နိုင်မှာကိုယ်တိုင်တွေးခေါ်နိုင်တဲ့အစွမ်းမရှိလို့သူများပြောတာကိုလိုက်နာနေရတဲ့သူတွေကိုယ်တိုင်သေးချာမသိပဲသူများပြောတာလွယ်လွယ်ယုံကြတဲ့သူတွေက blind obedient တွေဖြစ်နေကြကြပါတယ်မြန်မာတွေကခိုးတာတောင်ကြံဖန်ပြောတတ်ကြတယ်လေကံတွေဝိဘတ်တွေတရားတော်တွေကိုနားလည်ရင်မြင်နိုင်ပါတယ်အချိန်တန်တော့ပြီးသွားပါလိမ့်မယ်ဆိုတဲ့အကြောင်း လေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်။ဟုတ်ကဲ့အားလုံးကိုသူပဲကျေးဇူးတင်ပါတယ်ခင်ဗျာ ကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးပါအောင်ခင်ဗျာမိတ်ဆွေများရဲ့ထင်မြင်ယူဆချက်အသီးသီးကိုလည်းလွတ်လပ်ပွင့်လင်းစွာ comment မှာရိုင်းဆိုင်မှု မပါဝင်ရောက်ရေးသားအကြံပြုဆွေးနွေးနိုင်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ဟုတ်ကဲ့ ကျွန်တော်မင်းခန့်မောင်ပါ